မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရယ်ကျွန်တော်ဒီတစ်ခေါက် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာ ကကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းကနေပြီးတော့ဇုံတယောက်ကနားထောင်နေရလို့ခံစားမိလားခင်ဗျာကျွန်တော်တို့တစ်ခါတလေကိုယ်ဝယ်ခြင်းတဲ့အကြောင်းအရာတစ်ခုကိုပြောလိုက်တဲ့ဆိုရင်ဒီကြော်ညာတွေကကိုယ်ဝယ်ခြင်းတဲ့အကြောင်းအရာနဲ့ထက်ထက်တပုံစံနဲ့ကျွန်တော်တို့ကြော်ညာတွေတက်တာပေါ့တက်လာတယ်ခင်ဗျာဒီကြော်ညာတွေတက်ရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ မတက်စေခြင်းဘူးဆိုရင်ကျွန်တော်တို့ဒီ certain လေးသုံးခုကိုပိတ်ပေးရမယ်ဒီဟာလေးကိုပိတ်ထားခြင်းအပြင်ကျွန်တော်တို့တော်ညာလေးတိတ်ပြီးမတက်တော့ဘူးခင်ဗျာကျွန်တော်တို့ဆိုရင်လည်းခဏခဏအဲကြုံရတယ်ခင်ဗျာဒီ origin နဲ့အကြောင်းအရာလေးတွေပြောလိုက်ပြီးဆိုရင်ဒီမှာကြော်ညာတွေ ID အကြော်ညာတွေပဲခဏခဏတက်နေတာခင်ဗျာဒီ setting လေးတွေကိုပြေးထားပေးပါခင်ဗျာ ကျွန်တော် setting နဲ့ကိုဝင်မယ်ကိုယ့်ရဲ့ setting နဲ့ကိုဝင်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ Google ဆိုတဲ့အထည်ကိုနှိပ်မယ် Google ဆိုတဲ့အထည်ကိုနှိပ်ပြီးသွားရင် recommend ပေးရရင်ပြီးတော့ all service ဆိုတာရှိတယ် all service ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အောက်ကိုနည်းနည်းလေးဆွဲချပေးပါနည်းနည်းလေးဆွဲချပေးပြီးသားရင်ကျွန်တော်တို့ ီ privacy and security မှာ personalizing using share data ကိုကျွန်တော်တို့ဒီမှာပေါ်နေတဲ့အရာတွေကိုအကုန်လုံးပိတ်ပေးရမှာခင်ဗျာ match ရှိမကြီးမရှိမခရုံးရှိမယ်ဒီ device content ရှိ external media ဒီနေရာတွေအကုန်လုံးကိုကျွန်တော်တို့ပိတ်ပေးပါဒါကတော့ပထမအဆင့်နေနဲ့ အဲပိတ်ပေးတာပါခင်ဗျာကျွန်တော်တို့ဒီပထမအဆင့်လောက်ပြီးသွားပြီဆိုရင်ဒုတိယအဆင့်နေနဲ့ကျွန်တော်တို့နောက်ကိုပြန်ဆုံမယ်ဘက်ပြန်ထွက်မယ်ထွက်ပြီးသွားရင်ကျွန်တော်ဒီအောက်နားလေးက usage and diagnostic diagnostic ကိုပိတ်ပေးရမယ်ဒီပိတ်ပြီးသွားရင်အဆင့်နဲ့ပြီးသွားပြီပြီးရင်ဘက်ကိုပြန်ဆုံမယ် ဘက်ကိုပြန်ဆုပ်ပြီးသွားရင်ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ပြရမယ်အရေးကြီးတဲ့စတင်လေးတစ်ခုရှိပါတယ်။ဒီကတော့ကျွန်တော်တို့ဒီ Google တဲ့ကိုပဲပြန်ဝင်လိုက်ပါကျွန်တော် Google တဲ့ကိုပြန်ဝင်လိုက်ရင် All Service တဲ့ကိုပြန်ဝင်လိုက်ပါပြန် All Service တဲ့ဝင်ပြီးသွားရင် Privacy and Security မှာကျွန်တော်တို့ဒီ ADS ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ Visas advertising id ကိုနှိပ်လိုက်ပါခင်ဗျာနှိပ်ပြီးသွားရင်ကျွန်တော်တို့ confirm ကိုနှိပ်ပြလိုက်ပါခင်ဗျာ ပြီးရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ delete advertising id ကိုနှိပ်ပေးပါပြီးရင် delete advertising id ကိုထပ်နှိပ်ပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့အဆင့်30လောက်ဆောင်ပြီးသွားပါခင်ဗျာကြောင်ရည်တိတ်ပြီးတော့မတက်တော့ဘူးခင်ဗျာကိုယ့်ရဲ့ဖုန်းမှာအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုကို like and subscribe လုပ်ထားပြီကိုတောင်းဆိုပါရစေ။မရှင်းတာရှင်းရင်လည်း comment မှာမေးသွားလို့ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။